သားတို့သမီးတို့ရေမင်္ဂလာပါဒီချဲရဲ့နာမည်ကတော့ဒီချဲမြင့်လို့ခေါ်ပါတယ်ဒီချဲကသားတို့သမီးတို့အရင်သင်ကန်းစာမှာမမေ့ရဲ့မြစ်တာရဲ့ကြီးမားပုံတွေကိုဒီချဲကသင်ပေးခဲ့လိုက်ပြီအခုတော့ဒီချဲကတတိယရန်မြန်မာဖတ်စာရဲ့အခန်းနှစ်ဖတ်စာကလေးတွေသင်ကားရဲ့ပုံမြင်ကလေးလေးပြောကြမယ်ခေါင်းစဉ်ွဲကကြီးဖြစ်တဲ့ ဒုဗေဗေကဗျာလေးကိုသင်ကြားပေးမှာဖြစ်ပါတယ်။ဖခင်ရဲ့မေတ္တာနဲ့သက်ဆိုင်တဲ့ကဗျာလေးကိုဒီချဲကသားတို့သမီးတို့အရင်ဦးဆုံးရွတ်ပြပေးပါမယ်။ကဗျာရဲ့ကောင်းစဉ်လေးကတော့ဒုဖေဖေစာဝိနေရေးငွေရှာပေဂျေဇူးကြီးပေဒုဖေဖေ ကိစ္စများဖြင့်ပေါ်ပေါက်လင်းစီရင်ဓာတ်ပေဒုဖေဖေအိမ်တော်အရေးစီမံပေးလေးစားလောက်ပေဒုဖေဖေစင်စားမျော်မြင်ဉာဏ်နဲ့ရှင်ပဲ့ပြင်ဓာတ်ပေဒုဖေဖေနိုင်ငံအကျိုးဒုအကျိုး တဲဘိုးနိုင်ပြီးဒုတ်ဖေးဖေးဒီကဗျာလေးကိုရေးဖွဲ့ထားတဲ့သူကတော့အမင်တီစာစုဖြစ်ပါတယ်ကဗျာလေးကိုရွတ်ဆိုကြရတာပြောရဲလာသားတို့သမီးတို့ရေအိမ်မာသားတို့သမီးတို့ပြန်ပြီးတော့ရွတ်ဆိုကြည့်ကြအောင်နော်ကလေးတို့ရဲ့စိတ်ထဲမှာဘလို့နေသလဲကဗျာထဲမှာပါတဲ့ဖေဖေကိုရောသဘောကျရဲ့လားသားတို့သမီးတို့ရေကလေးတို့ရဲ့ဖေဖေကကလေးတို့ရဲ့ဖေဖေရဲ့ဘယ်ချက်တွေနဲ့တူညီနေတာလဲဆိုတာလဲစဉ်းစားခဲ့ကြနော်ဒုဖေဖေကဗျာလေးကိုသားတို့သမီးတို့ရွတ်ဆိုခဲ့ပြီးပြီဆိုတော့ ကဗျာလေးရဲ့အထိပယ်ကိုတီချဲကပြောပြမယ်နော်ဒိုပေပေကဗျာမှာစားဝိနေငွေရှာပေးဆိုတော့သားတို့သမီးတို့အတွက်ဖိဖျားမိသားစုအတွက်စားဖို့ရောဝတ်ဖို့ရောနေထိုင်ဖို့ရောအလုပ်တွေကိုစူးစားပြီးတော့ငွေရှာပေးတဲ့အတွက်ကြောင့်ဖိဖျက်ကျေးဇူးကအရန်ကိုများတယ်နော်ကိစ္စများပေါ်ပေါက်လာတဲ့ဆိုတာကကိစ္စဆိုတဲ့အထိပယ်ဟာအာ ကျောင်းကိစ္စပဲဖြစ်ဖြစ်အလုပ်ကိစ္စပဲဖြစ်ဖြစ်အိမ်မှုကိစ္စပဲဖြစ်ဖြစ်ကြုံလာတဲ့အခါမှာလည်းမိသားစုအတွက်မှာမမမမရက်ပြီးတော့ဖြည့်ရှင်းပေးတတ်တာလည်းဖြစ်ဖြစ်ပဲဖြစ်တယ်နော်အိမ်တော်အရေးစီမံပေးဆိုတာကအိမ်တော်ရဲ့အရေးကိစ္စများရဲ့လိုအပ်ချက်များကိုလည်းတက်နိုင်သမျှဖြည့်ဆည်းပေးပြီးတော့လည်းလေးစားလောက်တဲ့ဖြစ်ဖြစ်ဖြစ်ပါတယ် ဖေဖေကဘယ်ကိစ္စကိုမဆိုစဉ်းစားမျှော်မြင်ပြီးတော့ညံနဲ့ရှင်ပြီးတော့ပဲ့ပြင်ဆုံးမတက်တယ်ပဲ့ပြင်တယ်ဆိုတာသားတို့သမီးတွေလှေလေးတစည်းသွားတဲ့အခါမှာပဲ့လေးကိုကိုင်းပြီးတော့လှေလေးကိုလှော်ရတယ်အဲ့လှော်တဲ့အခါမျိုးမှာလှေလေးကိုဟန်ချက်ညီညီနဲ့လှော်နိုင်မှလူရပန်းတိုင်ကိုရောက်တယ်အဲ့တော့ဖေဖေကလည်းမိသားစုအတွက်ဆိုလို့ရှင်ညံနဲ့ရှင်ပြီးတော့ပဲ့လေးကိုကိုင်းပြီးတော့ပြုပြင်ပြီးတော့ကောင်းနေစိုးရဲဆိုတာတွေကိုဆုံးမတက်တယ်နော်ဖေဖေကနောက်ပြီးတော့နိုင်ငံရဲ့ဝန်ထမ်းကောင် နော်ဝန်ထမ်းကောင်းဖြစ်တဲ့အတွက်ကြောင့်မိမိရဲ့နိုင်ငံရဲ့အကျိုးတွေကိုထမ်းဆောင်နေတယ်လို့ပဲမိသားစုရဲ့အကျိုးတွေကိုလည်းတည်ဖို့ဆောင်ရွက်နိုင်တယ်ဒီချက်ကဒုဖိဖိကဗျာမှာပါတဲ့ကဗျာလေးရဲ့အကြောင်းအရာကလေးတွေကိုပြောပြခဲ့ပြီးပြီအဲ့တော့သားတို့သမီးတို့ကလည်းကဗျာရဲ့အကြောင်းအရာလေးကိုစဉ်းစားမယ်ဒီချက်နဲ့နောက်တစ်ချိန်မှာဆက်လက်ပြီးတော့ဆွေးနွေးတင်ကြကြမယ်နော်